ေးအရှိရဒီတငယ်ချင်းတို့အိမ်မှာအဲ့မှာဟိုမိလေးပုံလေးတက်လာတော့တော်တော်တူတာတော်တော်တူတာဟိုတော်တော်အံ့ဩရတယ်တော်တော်စိတ်တော့ကြည်ရဟာလို့တော်တော်တူရကူပါတွေ့ဘူးလေဟုတ်လားပြီးတော့ညီလေးနဲ့ကဒီအပြင်မှာလည်းခင်မမှုရှိတယ်အဟိုဖန်နီကပြောဖန်နီကလည်းပြောပါတယ်ပြီးတော့ဟိုအခုအမျိုးသမီးကလည်းဟိုဟာကိုရိုနှစ်ယောက်ကတဲ့မသိရင်အမှားတကြနာပဲတော်တော်တူတယ်ဒီမျက်နှာ face type ကကိုနှက်ခဏနဲ့ဆင်နေတယ်ညီကိုဇလန်းရိုက်ပါလားအော်အဲ့ကလေးကကျွန်တော်က ါကိုမှတ်ထားတာပေါ့လေဆိုတော့အာဒီ2024လောက်မှာဇလန်တစ်ခုမှာကိုနဲ့ကျွန်တော်နဲ့စုံတယ်စုံတဲ့အချိန်မှာကင်မင်းချင်းနေမှုရှိရပြီးတော့အင်းနီနာချင်းလေအင်းနီနာချင်းလည်းဖြစ်တဲ့အခါကျတော့ပို့ပြီးတော့ close ဖြစ်ပြီးပို့ပြီးရင်းနေတာပေါ့ဒီတဲ့အခါမှာလည်းခုအလုပ်လုပ်တဲ့အခါမှာလည်းပို့ပြီးတော့အလုပ်လုပ်လို့ကောင်းတာပေါ့လေအဓိကကတော့ညီကိုကန်းရိုက်တယ်ဆိုတာကျွန်တော်ခုနကပြောသလိုပဲကျွန်တော်တို့ညဘက်ရုပ်တူတယ်ပို့ပြီးတော့လှုပ်တွဲဖယ်ပြီးလှုပ်တင်တယ်လို့ဒီ ယုံကြည်လို့ပေါ့ဟုတ်ကဲ့အဲကိုနက်ခက်ကမိသားစုချစ်မိသားစုချစ်တဲ့ယောက်ျားယောက်ျားပေါ့ဆိုတော့ကျွန်တော်ကျွန်တော်နဲ့လည်းနည်းနည်းဖက်စင်တယ်အဲကျွန်တော်ကအိမ်တော်မရှိဘူးဆိုပေမဲ့ကျွန်တော်ရဲ့မိသားစုကျွန်တော်ရဲ့အဖေမေအဲကျွန်တော်ရဲ့ညီမလေးရှိတယ်ဆိုတော့ကျွန်တော်ရမ်းချစ်တယ်ကိုနက်ခက်ကလည်းသူ့ရဲ့လက်ရှိမိသားစုကိုရမ်းချစ်တဲ့ဒီမှာပါတယ်ဆိုတော့အော်ကျွန်တော်တို့ကအဲ့အားလေးလည်းဖက်စင်တယ်လို့ကျွန်တော်ထင်တယ်ဒီနေ့ shooting ကကျွန်တော်တို့ဒီညာနာ frame production အရေးထုတ်တဲ့အမြင့်ဘွားချစ်ချင်းဇလန်းရဲ့အဲဒုတိယမြောက်နေ့ဖြစ်ပါတယ် ဒီကမှာညီကိုနှစ်ယောက်ပေါ့နော်ဟိုတယောက်ဟိုပုံစံတစ်မျိုးစီနဲ့မတူညီတဲ့ character တစ်ခုနဲ့တွေ့ရမှာပါတယောက်စီအာဒီဇလန်မှာကကျွန်တော်တို့ဒီညီကိုနှစ်ယောက်ကမတူညီတဲ့အချင်းစရိုက် character မျိုးပုံစံပုံစံတစ်မျိုးနဲ့တွေ့ရမှာပေါ့လေဒါကတော့ဇလန်ထွက်လာမှစောင့်ကြည့်ဖို့ပြောချင်တယ်အကိုကြီးနဲ့ကကျွန်တော်တို့ကယင်ကလေးကခင်မင်မှုရှိတယ်အရင် တကားမှာလည်းကျွန်တော်တို့စုံဘူးတယ်အာဒီတကားမှာဆုံးအချင်းပထမကျွန်တော်ရဲ့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကကျွန်တော် ဒီဒီတည်ဆောင်လောကတွေကိုစပြီးတော့အမှုပညာလောကကိုပြန်ပြီးတော့ဝင်တဲ့အချိန်မှာဇလန်းတစ်ခုရိုက်ခွေးတယ်အဲဇလန်းမှာကဇလန်းမှာပါဝင်တဲ့သူတွေကကျွန်တော်ကိုပြောတယ်ကျွန်တော်ရဲ့ဒီမျက်နှာ face တိုက်ကကိုနှက်ခဏနဲ့ဆင်တယ်ညီကိုဇလန်းရိုက်ပါလားဟောအဲ့ကလေးကကျွန်တော်ကဒါရောမှတ်ထားတာပေါ့လေဆိုတော့အာဒီ2024လောက်မှာဇလန်းတစ်ခုမှာကိုနဲ့ကျွန်တော်နဲ့ဆုံတယ်ဆုံတဲ့အချိန်မှာကင်မင်းရင်းနှီးမှုရှိရပေါ့ပြီးတော့အင်းနီနာချင်းလေအင်းနာချင်းလည်းဖြစ်တဲ့ခါကျတော့ပို့ပြီးတော့ close ဖြစ်ပြီးပို့ပြီးရင်းနေတာပေါ့ဒီကဲခါမှာ လည်းခုအလုပ်လုပ်တဲ့အခါမှာလည်းပို့ပြီးတော့အလုပ်လုပ်လို့ကောင်းတာပေါ့လေအဓိကကတော့ညီကိုကမ်းရိုက်တယ်ဆိုတာကျွန်တော်ခုနကပြောသလိုပဲကျွန်တော်တို့ညီကရုပ်တူတယ်ပို့ပြီးတော့လုတ်တွဲဖယ်ပြီးလုတ်တင်တယ်လို့ဒီယုံကြည်လို့ပေါ့ဟုတ်ကဲ့အဲညီလေးကဒီအရှိရဟိုကိုတို့ဒီစကားတခုမှလည်းကိုတို့တူစုံတယ်ပြီးတော့ဒီညီလေးအရှိရဒီတငယ်ချင်းတို့အိမ်မှာအဲ့မှာဟိုညီလေးပုံလေးတက်လာတော့တော်တော်တူတာတော်တော်တူတာဟိုတော်တော်အံ့ဩရတာတော်တော်စိတ်တော့ကြည်ရဟာလို့ တတော်တူရကိုမတွေ့ဘူးလေဟုတ်လားပြီးတော့ညီလေးနဲ့ကဒီအပြင်မှာလဲခင်မင်မှုရှိရယ်ပြီးတော့ဒီကားလေးကလည်းဒါဟိုအကူနှစ်ယောက်လုံးထွက်တာဟိုဟို character တမျိုးစီနဲ့အကြည့်တော့လဲကောင်းမယ်ဒါပြိတ္တလည်းဟိုနှစ်သက်စင်မဲ့ကားလေးဖြစ်မှာပါအဲဟိုဖန်နီကပြောဖန်နီကလည်းပြောပါတယ်ပြီးတော့ဟိုအခုအမျိုးသမီးကလည်းဟိုဟာကိုရိုးနှစ်ယောက်ပါတဲ့မသိရင်အမှားကြားနာပဲတော်တော်တူတယ်ဇလန်းနဲ့မှလည်းညီကိုဇက်ဆိုတော့ပို့ပြီးတော့အဆင်ပြေသွားတော့အပြင်မှာလည်းဟိုအင်ဂျင်နီယာချင်းဖြစ်တယ်ပြီးတော့ညီလေးနဲ့လည်းမကြမကြတွေ့ပြတယ်ဆိုတော့ ဟိုဇကားရဲတရုတ်ဆောင်လာတော့ပူပြီးဘယ်လိုပြောမလဲကျူးတက်လေရင်းနှီးအောင်လုံနေကြအောင်မလုပ်ဘူးပေါ့နော်ပူပြီးတော့ close ဖြစ်တော့ပို့အဆင်ပြေတော့ပေါ့ဒါကျွန်တော်ကိုနဲ့မရင်းနှီးတဲ့မရင်းနှီးခင်ချိန်ဒီတရုတ်ဆောင်လုံးလို့ကိုစပြီးတော့ဝင်နေချိန်ကအာကျွန်တော်နဲ့ကိုနဲ့ရုပ်တူတယ်ဆိုတော့အဲရုပ်တူတယ်ဆိုတော့ပြောကြပြောတဲ့ပြောသွားမှာအာကျွန်တော်ရဲ့စိတ်ခံစားချက်ကတကယ်လဲညီကိုဇလန်းကိုရိုက်ရှင်တဲ့အစိတ်အဲချိန်တွေရရှိရဟိုခင်မင်းရင်းနှီးမှုမရှိခင်ကလေးရပါတယ်ခင်မင်းရင်းနှီးမှုရှိရခါမှာပို့ပြီးတော့ဟို အလုပ်တွဲဖက်လုပ်ရှင်စေပို့ပြီးတော့ဖြစ်တာပေါ့ပြီးတော့ကျွန်တော်တို့ညာဖရင် production ကိုလာပြတဲ့ဒီဇလန်းမှာလည်းညီကိုဇလန်းလေးဖြစ်နေတာရေကြောင်းဟောကျွန်တော်ကပါဝင်မယ်ဆိုရင်ဒီဇလန်းမှာပါဝင်မယ်ဆိုရင်နောက်ထပ်ကျွန်တော်ရဲ့ညီကိုကကိုနှက်ခတ်ပဲဖြစ်တင်တယ်ပြီးတော့ဒီဇလန်းရဲ့ကာရီတာကကိုနှက်ခတ်နဲ့လည်းတင့်တော်တယ်လို့ယုံကြည်ရဖြစ်တဲ့အတွက်တွဲရရဆိုဖြစ်တယ်အလုပ်တွဲလုပ်ကြရတဲ့အခါမှာကပြောရမယ်ဆိုရင်ကျွန်တော်တို့ကအပြင်မှာလည်း personal ရင်းနှီးမှုရှိတယ်ပေါ့ရင်းနှီးမှုလည်းရှိတယ်ပြီးတော့အခုလည်းကျွန်တော်တို့တရားရာဂိုင်းတော့ယုံကြည်ရ မယုံလည်းမရဘူးလေအိမ်တိုင်းဖြစ်ဖြစ်ဆိုတော့ဆိုတော့ယုံကြည်မှုလည်းရှိတယ်အဲ့ဒါကြောင့်ပို့ပြီးတော့ကျွန်တော်လှုပ်လှုပ်ကန်ရတဲ့ခါမှာပို့ပြီးတော့အာလှုပ်ရတာလှုပ်လှုပ်ကတာအဆင်ပြေတယ်ပေါ့လှုပ်လှုပ်ကတာအဆင်ပြေတယ်ပို့ပြီး comfortable ဖြစ်တယ်လို့ခံစားရတယ်အဲကျွန်တော်ခုနှစ်ခါကိုစသတဲ့အချိန်ကလထရာမန္တလေးအဲ့အချိန်မှာကျွန်တော်တို့ second year လားမသိဘူးကျွန်တော် second year ပဲထရာမန္တလေးကကျွန်တော်လည်းမန္တလေးမှာနေရဆိုတော့မန္တလေးဇာတိမဟုတ်ဘူးမန္တလေးမှာနေခဲ့တဲ့အချိန်ကကြာတာဆိုတော့ ်မန်လေးကိုချစ်တယ်ဆိုတော့အထာဝရမန်လေးဇာကာကိုကြည့်ပြရတယ်ခုနကကျွန်တော်တို့စပြီးတော့တည်ထားမိတာပေါ့လေဆိုတော့အဲ့ဒီကကိုအောင်မင်းခန့်ကိုနက်ခတ်လို့ဆိုတော့ကျွန်တော်တို့ရဲ့စံထားတဲ့တိရုပ်ဆောင်တွေကိုပြောလို့ရတယ်အဲကျွန်တော်အပေါင်းဆုံးကျွန်တော်ဇာလန်တို့ရတော့ဒါဟိုကျွန်တော်ရိုက်ခဲ့ကားတွေမှာတွားဟိုတော့ဇာလန်တွေအပိုင်းလေးနည်းနည်းများတယ်လို့ပြီးတော့ဟိုဟောလို့ပြောမှာတော်တော်လေးစူးစမ်းအထောက်ခဲ့ရတဲ့ကားပါအဲ့တော့အဲ့ကားဟိုတခါတလေဟိုကျွန်တော်တို့ဒီအင်တာနက်မှာပြန်ကြည့်ရရင်လည်းကျွန်တော်အဲ့အချိန်လေးဟိုတတိယပါတယ် ကားတော့အမှန်တမ်းပြောရင်ကျွန်တော်ဘဝမှာပထမဆုံးဟိုဖောက်ပြန်တဲ့ကားပေါ့နော်အဲ့ဒီကားအဲ့ဒီကားပထမဆုံးဖောက်ပြန်တဲ့ကားဆိုတော့ဒါအမှတ်တရပဲပြီးတော့ပြီးတော့အဲ့ကားကလည်းပြီးတော့အရှိမကဟိုကိုရှိရတကယ်စီနီယာမင်းသားကြီးအများကြီးဟိုဖန်တီးထားတာဆိုတော့ကိုလက်ထဲရောက်တော့လေတေချာအကောင်းဆုံးပုံဖော်ခွင့်ရတယ်တော့လေဝမ်းတာပါအဲ့ကားတော့ဒါအခုဟိုညီမလေးမိတော့ပြန်တော့တတိယပါကြာပြီးတော့ဟိုဟာလောက်ရှိတော့ပြီ6နှစ်လောက်ရှိတော့ပြီအင်းမဟိုဟာပေါ့ ဟိုတကယ်ဟိုတချို့ drama ကောင်းတဲ့ကားတွေဆိုလို့ရှိရင်ဒါပြိတ္တတွေကနှစ်တေးကြလဲဟိုမမေ့ဘူးပေါ့နော်ဟိုအဲ့လိုသဘောနဲ့ဟိုအခုထိဟိုကျွန်တော်အားပေးရပြိတ္တတယောက်ချင်းလို့လဲကျေးဇူးတင်ပါတယ်အဲကိုနက်ခက်ကမိသားစုချစ်မိသားစုချစ်တဲ့ယောက်ျားယောက်ျားပေါ့ဆိုတော့ကျွန်တော်နဲ့လည်းနည်းနည်းဆက်စင်တယ်အဲကျွန်တော်ကအိမ်တော်မရှိဘူးဆိုပေမဲ့ကျွန်တော်ရဲ့မိသားစုကျွန်တော်ရဲ့အဖေမေအဲကျွန်တော်ရဲ့ညီမလေးရှိတယ်ဆိုတော့ကျွန်တော်ရမ်းချစ်တယ်ကိုနက်ခက်ကလည်းသူ့ရဲ့လက်ရှိမိသားစုကိုရမ်းချစ်တဲ့ထင်မှာပါတယ်ဆိုတော့ အော်ကျွန်တော်တို့ကအဲ့အားလေးလည်းဆက်စင်တယ်လို့ကျွန်တော်ထင်တယ်အပထမဆုံးအနေနဲ့ဒီ personally အားကြတဲ့အပိုင်းဆိုရင်သမီးလေးရှိတာကျွန်တော်ကကျွန်တော်အိမ်အောင်ကြတဲ့အခါမှာအသာသမီးယူတဲ့အခါကျွန်တော်သမီးလေးတွေပဲလိုချင်တာသမီးလေးသုံးအောင်လိုချင်တယ်ဆိုတော့အိမ်မက်ရှိတယ်ဆိုတော့ခုနှစ်ခတ်မှလည်းသမီးလေးရှိရယ်ပြီးတော့ခုနှစ်ခတ်ပြီးအဲဇနီးမယားဘောလည်းအလွန်ဟိုချစ်ခင်တဲ့လူကြောင်းတယောက်ကိုပြောလို့ရတယ်ဆိုတော့ဒီပိုင်းလေးတွေကကျွန်တော်တို့အဆန်ထားတဲ့ စံနမူနာတို့လို့ပြောလို့ရတယ်ကျွန်တော်အဲ့မေးခွန်းတော့ခဏအမေးခံရတယ်ဟိုခံဖတ်တော့မဟုတ်ဘူးကွာကျွန်တော်ဟိုဘောသိမ့်မကြသေးခင်မှာအချင်းပေါ်ဇကာလွှင့်လာတာပေါ့နော်အဲပြီးတော့ဂျားထဲမှာလည်းကျွန်တော်ဟိုဒီကြော်ညာလေးရံပန်းရံကရိုက်ပြတယ်ဒါပေမဲ့တခုရှိရကျွန်တော်ကဟိုဇကာတခုနဲ့တခုခြားရတယ်ကွာဟိုကျွန်တော်ကိုယ်တိုင်ကလည်းနည်းနည်းဟိုကိုနဲ့တင်းတော်မဲ့ဟာပဲရိုက်ဖြစ်တာပေါ့နော်ပြီးတော့ပြီးတော့ဒီညီလေးနဲ့အခုလိုရိုက်ဖြစ်တာကလည်းညီလေးကခင်မမို့ကောင်းတယ်ပြီးတော့သူကအသက်ငယ်ပဲမဲ့သူမှဒီဟိုဥဆောင်နိုင်တဲ့စိတ်ရှိတယ် ီးတော့တည်ငြိမ်တယ်ဗောနော်ပြီးတော့ဒီဇလန်းလေးရလဲဒါဟိုအခုအခုနဲ့လဲတင့်တော်တယ်ဆိုရယ်ပုံလဲဆိုရင်ဒါအခုရဖြစ်သွားတာဟိုကျွန်တော်ပြောနေကြပုံလဲဗောနော်အဲကျွန်တော်တို့တွေမှာဒီဖျားပေးရဲ့မျက်နှာရှိတယ်အတန်ရှိတယ်ဒီခန္ဓာကိုယ်ရှိတယ်ဒီပုံစံနဲ့လိုက်ဖတ်တဲ့ character တင့်တော်တဲ့ character လို့တော့ကျွန်တော်လုပ်ဖြစ်ပါတယ်ကျွန်တော်မလိုက်ဖတ်တဲ့ဟာဆိုတော့အဲမလုပ်ဖြစ်ဘူးပေါ့ဒီလိုပေါ့အဲကျွန်တော်မလုပ်ရသေးတဲ့ character တွေအများကြီးရှိပါသေးတယ်အားရှိပါသေးတယ်ပြီးတော့ဒီဟိုအနုပညာတတ်တန်းအနေနဲ့လည်း ဟိုနောက်ထပ်ဟိုစူးစမ်းမယ်အကြောင်းအရာတွေလည်းအများကြီးရှိပါသေးတယ်။ကိုမြင့်မြတ်နဲ့ရိုက်ထားတဲ့ဒီပန်းမြန်လေးကဦးရင်မိုးဆိုရဲရုပ်ရှင်ကားကြီးကလာဖို့ရှိပါတယ်။အကျွန်တော်ကတော့ဟိုဟိုဒီဒီရုပ်ဆောင်ကဏ္ဍမှာအနုပညာခြေလှမ်းနည်းနည်းပိုကျဲသွားမယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်ညာလက်ဖင် production ကနေထုတ်တဲ့ဇလန်းတွေမှာအဲကိုယ့်ရဲ့ကိုထုတ်ကိုကိုယ့်ရဲ့ကျွန်တော်ကိုလာပြီးတော့ကမ်းလှမ်းတာထက်ကျွန်တော်ထုတ်တဲ့ဇလန်းတွေပဲကျွန်တော်ကပို့ပြီးဥစားပြီးရိုက်သွားမယ်ပြီးတော့ဇလန်းတွေမှာလည်းကျွန်တော်နဲ့ကိုက်ညီတဲ့ ဇလန်းတွေကိုပဲရွေးချယ်ပြီးတော့ရိုက်သွားမှာဖြစ်တဲ့အတွက်လူပညာခြေတန်းတွေနဲ့ကျဲသွားတဲ့ဆိုပေမဲ့ပို့ပြီးတော့ quality ရှိတဲ့ဇလန်းတွေပေါ်ထွက်လာလိမ့်မယ်လို့ယုံကြည်ပါတယ်။အဲကျွန်တော်ရှေ့ဆက်မဲ့လူပညာလမ်းကြောင်းမှာကျွန်တော်ဒီမတူညီတဲ့ဟို character တွေနဲ့ကျွန်တော်ဟိုအများကြီးကြိုးစားပါမယ်။ပြီးတော့ညီလေးညာနာတွေနောက်ပိုင်းအလုပ်တွေလည်းအများကြီးဆက်လုပ်ပါဖို့ရှိပါတယ်။အဲတော့ကျွန်တော်အဲကျွန်တော်ရဲ့ကြိုးစားမှုအတိအမှတ်ပြုပါအောင်လို့အားလုံးပဲကြားမှာချမ်းသာပါလိမ့်မယ်။